ม่มีกแล้วทีนี่เราก็ต้องฟังชาวงดอและสักทีพระเจ้าจะมาเลยดีสาอคลิวและแผ่นียาเอคนในสยามน้องลาดอบิดาอีสาวกาตดอดอดคือบารได้ตุตัวเลยไม่ชอบตอนเจอรลงราในแผ่นียาบ่เนาะอ่าดาวมาเลยพี่บารเราเนี่ยเออที่ตาไม้บีบาลูจีแต่ชาวตาไม้บ่เนาะตุดาเลยตาไม้เนี่ยที่แบบแผ่นียาแบบเออเรื่องมันยืนยันมาเนี่ย ပြီးတော့တခြားအဲမင်းနေစားကိုတော့ချက်ဖတ်ခြင်းပါသေးတယ်တော့ဘာလို့စိတ်ဝင်စားရလဲဆိုတော့သူရရပောက်ကြလောက်ထားတာဒီကအတူဆက်ပြင်းနေရိုက်ခတ်နေရတယ်ပေါ့နော်အဲ့ဒီဟာတွေတည်သွားတယ်ဆိုရင်ပေါ့ဒီလိုအချက်အလက်တွေကဒီကနေ့အတိုင်းဒီလိုရှိတာအဲ့ဒါဆိုရင်တော့ဘလိုပုံစံမျိုးနဲ့ဆက်သွားလို့ရမလဲဆိုတဲ့ဟာလေးအဲ့လိုမျိုးလေးစိတ်ဝင်စားရပေါ့နော် အပြင်းပြင်းရရှင်မတော့မဟုတ်ပါဘူးဒါမဲ့စိတ်မဲ့တစားလေးဖတ်ကြည့်လိုက်တာပေါ့နော်အဲ့တော့ဒီအဲဘာလို့ပေါ့နော်ဘာဒီဒီဒီတရားဝီမင်းဘာလို့ယူရတာလဲယူရတာလဲဆိုလို့ရှိရင်ဟိုတချို့ဒီဖုန်ကြီးရဟန်းတွေကတော့အဲမော်ပေါက်လို့သူသိသိတရားသိသိသေးတွေပါတယ်လောက်ခဲ့တဲ့ဟာတွေကနေ ထိုက်အဖတ်ပါနော်ကျန်တဲ့ဂျန်စီထားလာတယ်ပေါ့လူမျိုးအဲမှတ်ချက်ချခဲ့တယ်ပေါ့နော်ဆိုတော့ဘသူကိုပြင်မာတယ်နမ်ရောမဲနူနဲ့ဆက်ဆိုင်သူတို့ရဲ့အလိုရဆိုရင်တော့ဗပြင်မာအပ်သူကိုပြင်မာမှုကြောင့်ရာဇဝင်ရိုင်းလာအောင်ဖြစ်တယ်လို့ဆိုပါတယ်တဲ့ဆိုတော့မဲနူရဲ့ဘက်တော်သားတွေကဒီလိုဆွတ်ဆွဲလိုက်တာဖြစ်တဲ့အတွက်ကြောင့်အာတာယာရီမင်းကဟို အပြင်းမတဲ့နဲ့သူဆိုရဟိုမန်နူရဲ့ဘက်တော်သားတွေကဆွဲဆွဲတော့မန်နူကိုပြင်ပါလို့ပေါ့နော်မကြီးတော့မကြီးတော့ပြင်ပါလို့ပဲနောက်ပိုင်းမှာမရှိမလာနဲ့ဆက်သိမ်းရတယ်ဒီလိုမျိုးအာဆိုကြတယ်ပေါ့နော်ဒီလိုဆိုရင်ကအာမကြီးတော့မန်နူကရောဒီမတ်တော်ပေါ့ကောင်ပါသူရဲ့ဒီမကြီးရဝက်တရားကြီးခြေပွန်ခဲ့ပါတယ်လို့လူပေးကုန်ထုတ်စရာပေါ်လာတယ်တဲ့အဲ့တော့မန်နူနဲ့သူ့ရဲ့မောင်တော်ဦးဦးတို့ပေါင်းပြီးတော့တာယာရီမင်းသားကို၁၆မိနစ်ကြာကြာလောက် ကျိုးနေဖိနေထားတာကတော့တရားကြတာသမားပေါ့နော်ဆိုတဲ့အခါကျတော့မတရားသူကိုဒီလိုပြန်လဲတုံ့ပြန်တော်လန်တာကိုမှားတယ်ပြင်မှားတယ်လို့ဆိုလို့ရပါမလားလို့ဆိုတဲ့စကားလုံးဖြစ်လာပါတယ်အခုခင်မာလည်းဒီလိုပဲပေါ့နော်သူတော်ကောင်းကိုပြင်မာတဲ့ပုံမှာတက်လို့မယ်ဆိုရင်သူတော်ဆက်ကြမင်းကလေးကိုအเจ้าမဲ့တက်မိတဲ့အတွက်ကြောင့်ဦးကြီးတော်တာယာရီမဲမှာပြင်ထန်တဲ့ဝက်လိုက်ခြင်းဖြစ်တဲ့ဆိုရင်တောင်မှ ဒါရုပ်တည်ရှိနိုင်သေးတယ်ပေါ့နော်စัจ java မင်းကလေးကရှင်မင်းရဲ့တူတဲ့သောသားတော့ဖြစ်တော်လဲပဲအိမ်ရှိရာကိုအနှင်းဖို့နှောက်နေခဲ့တာကခမဲတော်နန်းကြတဲ့အထိဖြစ်တယ် ဝီရော်နန်တက်ချိန်မှာတော့သူ့ရဲ့သားတော်နဲ့မချညှောက်စားထားတယ်ဆိုတော့လည်းပဲဖျောက်ဖြစ်မိပေါ့နော်ပြည့်ရဲ့ညတာဖြစ်တယ်လို့ဒါထိုးထွင်းပြီးတော့မှသိရှိဖို့လည်းမခဲရင်ဘူးမိညင်မဲနာအမြကိုအပားတော်မှာထားရှိခစားစေတာကလည်းပေါ့နော်ဒီထီးနှံကိုကြံစည်မှုရော့ပါစီဖို့အတွက်အဲသူတို့ကိုအာမခံသဘောနဲ့ပေါ့နော်တန်ထားတဲ့ထုံးစံသဘောပဲဖြစ်တယ်ပေါ့ ဆက်ကြမယ်အနေနဲ့ဆိုရင်မိရွေးတော်နဲ့ဦတော်တို့လောက်တာကိုတတ်တတ်လုံးငုတ်တုတ်ခံခဲ့သူဖြစ်လို့သူတော်သားလင်းသူတော်ကောင်းလို့တတ်မှတ်နိုင်နေပါတော့ငယ်ရွယ်သူဖြစ်တော်လည်းပဲစဉ်းစားစဉ်းစားကြပါနော်မတရားလောက်တာငုတ်တုတ်ခံ သူတော်ကောင်းလို့တတ်မှတ်တမုံနိုင်နေစားစင်နာစင်သားကြရပါဘာဤကစကားချက်ပါငယ်ရွယ်သူဖြစ်တော်လည်းပဲကွက်မြက်ခံရတဲ့26နှစ်ဒီနာမည်ပြတ်မရှိပဲနဲ့အေးအေးလူလူနေတဲ့သူဟူ၍ပင် သူ့ကိုနှင့်တွေ့မိလိုက်သူတွေကမှတ်တမ်းတင်ခဲ့ပါတယ်ဒီလိုတရေကောင်းတဲ့သူကိုတပ်ပစ်ခြင်းကတော့အပြစ်ရှိတယ်ဝက်လိုက်တတ်တယ်လို့မြို့ဘလောင်းအယူကြည့်ကြပါတယ်လူကိုမစိုးထားဖြစ်ပေါ့နော်သူတော်ကောင်းဖြစ်တဲ့သားကြီးငါးကြီးဒိဋ္ဌိဇံတွေကိုလည်းမသိလို့တပ်ဖြတ်စားသားမိတယ်ဆိုရင်ဒီတော်သူတောင်းသားတွေတောင်းမှပဲမကောင်းတဲ့အတိတ်နမိတ်တွေအိမ်မက်တွေရရှိလို့ရန်ရန်ရန်ကရွာလုံးကျဒုက္ခရပါတယ်ဆိုတဲ့တာရကလည်းရှိခဲ့ဘူးတယ်ပေါ့နော်မြို့တော့ပဲဆိုရင်သူတော်ကောင်းဆက်ကြမင်းကလေးကို ရွှေချက်ရဲ့ရေစိမ်းမှာရေချစဉ်ကပထမဆရာအောင်ကထူးဆန်းစွာကဲတင်သွားတဲ့ဆိုတဲ့အဆိုးနဲ့အဆွဲကမြတ်ယခုတိုင်မဲ့ဒီမြန်မာလောကမှာကျင်းရနေခဲ့တယ်ပေါ့နော်ဒါကတော့ဟုတ်ရဲ့လားပေါ့နော်อืมကိုဟာကိုတက်ချင်တိုင်းတက်ပြီးကမှစူမာပူမာဆိုလို့ဟဲ့လာခဲ့ပါတာငါတော့တွေ့လိုက်တယ်ဒီစကားဖြန့်ဆန်းဆိုတာမျိုးနဲ့ပေါ့နော်ရှိသေးတယ်တကယ်တက်တော်မဟုတ်ဟိုတက်တော်တော်လည်းပဲမသိဘူးဆိုတော့တက်ပေမဲ့မသိဘူးဆိုတော့တက်တဲ့လူမှအပြစ်တွေပဲရော့တယ်လို့လို့ပေါ့နော်ဒီလိုမျိုး ကြံစီတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ကုန်းမောင်ရွာမှာသခိုင်းမင်းနဲ့တာယာဝရီမင်းသားညီနောင်တို့နန်းတက်စင်ကအုံနောက်ထိခိုက်တဲ့ယောဂါဆွဲကက်ချင်းကိုအကြောင်းပြုပြီးတော့အင်္ဂလိပ်ရွာဆွေဆရာတွေကအလားမင်းတရားရဲ့ကုန်းမောင်မင်းဆက်မှာတာကီဝေမင်းမျိုးကဲ့သို့သောမောင်းနိုင်နမနဲ့ ပေးစားမှုတွေပေါ်များခဲ့တယ်။ဒါကြောင့်သွေးထိုင်းနဲ့ယောဂအခြေပြုပြီးတော့ယူသွတ်တယ်ယူသွတ်ခြင်းဖြစ်ပေါ်စေတယ်ပေါ့နော်။တကယ်တော့သူတို့ကအယူမျိုးလိုဆွဲပြီးရေးလိုတဲ့သဘောဖြစ်နိုင်ပါတယ်။အဲ့တော့တိုင်းအကောင်းကောင်းမင်းတို့မှာစေဝါကုသမရအောင်ယူသွတ်သွားတာကလည်း တာယောင်ရီမင်းတပားရဲ့တာဖြစ်တယ်သူ့ရဲ့နောင်တော်စကိုင်းမင်းကိုမိသူမယူသွတ်တယ်လို့မဆိုဘူးမဲနုကစီးခတ်တယ်ပြူစားတယ်ဆိုတာကလည်းတီးရသေးတဘောလောက်ပဲဖြစ်ပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့စကိုင်းမင်းကဘယ်တော့မှအယူလိုမျိုးထိမ့်နိုင်သိမ့်မလားအောက်နောက်ပြတ်တာမရှိခဲ့ဘူးပေါ့နော်သူ့ယောဂါကတော့အင်္ဂလိပ်တို့နဲ့ဆင်မဲ့ဖြစ်ပါပြီးတော့ကြောင်ကောင်းကြောင်ကောင်း ဆုံးရှုံးခဲ့လို့ဒီကုန်းကောင်နိုင်ငံတော်ကြီးကသူ့လက်ထက်မှာစတင်ပြီးတော့ပြတ်ပြားပါပြီအလောင်းမင်းတရားရဲ့အမွေနှစ်ကိုမထိန်နိုင်တော့တဲ့မြည်တော်မြစ်တော်ဖြစ်နေအချက်ရပွဲဖြစ်ပါပြီဆိုပြီးသူကစိတ်တက်ကြဆင်းသွားတာပေါ့နော်အဲ့တော့သူ့ရဲ့ဒီ depression ဝင်သွားတဲ့အတွက်ကြောင့်ဒါလည်းစိတ်မချမ်းမသာဖြစ်ရတာဒါဒီ hee order ပါတရားရှိတဲ့သူတွေဒီလိုဘဝအဆင်မပြေတဲ့အခါမှာစိတ်မချမ်းမသာဖြစ်ဖြစ်တတ်တဲ့ဓမ္မရာပဲပေါ့နော်ဒါကယူတယ်လို့ပြောလို့မရဘူးပေါ့နော်ဒီအချက်ကပဲသူ့ကိုတရားရှိတဲ့သူဖြစ်ကြောင်းကို ထင်ရှားစေတယ် အဒီအင်္ဂလိပ်လိုပေါ့နော်အဲမလာကောနီယာလို့ခေါ်တဲ့စိတ်ညစ်တတ်တဲ့သဘောကအုံနောက်ပြတ်တာနဲ့များစွာကွာပါတယ်ဒီယောဂမျိုးကိုဖုန်ကြီးဝက်လိုက်တာတို့ခရီးသွားလိုက်တာတို့စတဲ့နည်းလမ်းအနေနဲ့အာယုံပြောင်းလဲလိုက်မယ်ဆိုရင်လည်းပြောင်းလဲပြင်ပြောင်းကင်းသွားနိုင်ပါတယ်ပေါ့နော်အဲ့တော့စကိုင်းမင်းဖို့ကတော့ သူ့အဖို့မှာတော့ဆင်ရှုံးဘီရင်ဆိုတဲ့အမဲခွန်ကြီးကိုဘယ်သူမှသူ့ကိုမဖြောက်ဖြက်ပေးနိုင်ဘူးပေါ့နော်သူကလည်းမဖြောက်ဖြက်တတ်ဘူးတော့ဒါကြောင့်မလို့တိုင်းပြည်အုပ်ချုပ်ရေးတာဝန်တို့ရော့ရှော့ခဲ့ရတယ်ပေါ့ဒါမင်းမဲ့အဲသူကအေးအေးလူလူပဲတည်တဲ့အထိဘယ်သူ့ကိုမှဒုက္ခမပေးမယ်နေထိုင်သွားတယ်အဲဒါယူနေတဲ့သူဆိုဘယ်နေနိုင်မလဲနော်ညီတော်တာယာရင်းမင်းကတော့နန်းတဲ့ကုန်းနှစ်ရှိတဲ့အခါမှာတဝက်လောက်ကယူနေတဲ့ကာလဖြစ်သွားတယ်ပေါ့နော်။တော့နောင်တော်ကတော့စိတ်ညစ်တက်ခြင်းမှာပါအဆုံးနိုင်သတိကောင်းတယ်။သူနန်းကြတာကစပြီးတော့ နန်းကျသွားတဲ့အချိန်ကစလို့သူမူမမှန်ဘူးဆိုတဲ့ဟာမျိုးလုံးဝမကြားခဲ့ရဘူးပေါ့နော်ဒါလည်းစိတ်သက်သာရရသွားပြီးသူမြောက်လွဲ့အပ်ခဲ့လာပြီးဆိုတော့သူလည်းအဲတက်တောင်တက်တောင်နေတိုင်းသွားရလည်းဖြစ်ကောင်းဖြစ်နိုင်ပါမယ်အဲ့တော့တာယာရီမင်းရဲ့ဝေနာကတော့ဖုံးနိုင်ပြီးမြာတက်တက်ကိုလဲခဲ့တာပေါ့နော်ကုန်းမဆက်တဲ့ဆက်မှာသူတူးတဲ့ပဲစိတ်ဖောက်ပြန်ခဲ့တာဟုတ်တယ်အဲ့တော့ကြံပြင်းနေကတော့ဇိုင်းထိုင်ချွင်းချက်ရှိစေကောင်းမှုယောဂနေနဲ့တော့ကင်းစင်ကြတာဖြစ်ပါတယ်အဲ့တော့တာမန်ယောဂကိုကုစားနိုင်မြင်မဲ့လဲဒီဝေနာကန်နာလို့ခေါ်တဲ့ ီအယူရောဂါကိုတော့ကုစားဖို့မလွယ်ဘူးပေါ့နော်အဲ့တော့နီးပတ်တော့မှာတော့ကာလာဘူးမင်းကခန့်တီပါတယ်ရှင်ရတိရဲ့ကိုင်းကအစိတ်ပိုင်းတွေကိုတစ်ခုပြီးတစ်ခုသေးတဲ့အထိခုတ်ပြပလိုက်တယ်အဲ့တော့ယတိကွယ်တော်ပြီးသွားတဲ့နောက်မှာမင်းကိုလည်းမြင်မြို့သွားတယ်အဲ့တော့တရားရီမင်းကလည်းပေါ့နော်ဆန်ဆက်ကြမင်းကလေးကိုရေချာကွက်မြက်ပြီးချားမဲ့လိုက်ဝိနယ်ကျမမလွတ်သားလို့ဘဝမှာအစ်မပြေမှုတွေတစ်ခုပြီးတစ်ခုပေါ်ပေါလာပြီးတားကိုတတ်လို့တတ်မှန်းမသိမြားကိုတတ်လို့တတ်မှန်းမသိအဲစသဖြင့်ဗျံပဓာဖြစ်တယ်ပေါ့နော် အဲနောက်နောက်နိုင်ငံသမိုင်းတွေမှာလည်းဒီလိုနန်ဒရင်ကိုယူကရမှုတွေပေါ်များပါတယ်။စာရေးဆရာကြီးရှိတ်စ်ပီးယားရေးသားတဲ့တကြက်တီရဲ့တက်ဝက်လောက်ကစိတ်ညစ်စရာနန်ဒရင်ရေးတွေပဲဖြစ်တယ်။ယခုကမှနောက်နိုင်ငံတွေမှာခေတ်စားနေတဲ့ပြဿနာတခုကိုဖော်ပြလိုပါတယ်။ရှေးတော့ကဂရိပီတီဘီမျိုးမှာဥဒိပဘယင်းအုပ်စိုးတယ်။တခါတော့တီဘီမျိုးမှာပလိတ်ယောဂါကတ်ကတ်ယောဂါပေါ့နော်ဖြစ်သွားတော့ လူပေါင်းတည်ခြင်းပြက်စီးကုန်ကြတယ်ဒါကြောင့်ဘယင်ကသူ့ရဲ့ရောက်ပြီးတော့ဂလီယွန်ကိုနှက်မေးစီတယ်อืมသူတို့လည်းနှက်မိတာပဲเนาะအပိုလိုနှက်ကြီးကအီမျိုးတော်ကိုအုပ်စုခဲ့တဲ့ရိုးရဘယင်လာရက်ကိုလောက်ကြိုင်ခဲ့သူကိုဖောက်ထုတ်နိုင်မယ်ဆိုရင်တော့ပြည်သူပေါင်းချမ်းသာမယ်လို့ဟောလိုက်တယ်တဲ့ဟုတ်ဒီပါကတရခံကိုဖော်ထုတ်အပြစ်ပေးမယ်လို့ဂရုပြုလိုက်တယ်။အဲနာမည်ကျော်ဘေးရင်ဆရာကြီးထာရီစလာကိုလည်းဘင်းကကိုကြီးမန်းမှုတ်ပေးဖို့ပြောတော့ထိုသူကစိတ်စိတ်ပဲနေတယ်။ဒါကြောင့် အရင်ကမတိတ်ကားဖြစ်လာတာပေါ့နော်ဒီဘေရင်ဆရာတာပဲလူသက်သမားဖြစ်ရမယ်လို့ဆွတ်ဆွဲလိုက်တယ်အဲ့မှာပဲဘေရင်ဆရာကအဲဘယင်ဟာကိုတတ်တဲ့သူကလည်းဘယင်တပါးပဲဖြစ်တယ်လို့ထုတ်ပေါ်ပြောကြလိုက်တယ်အဲ့ဒီအချိန်မှာမိဘကြီးဂျိုကက်စတာဝင်ရောက်လာပြီးတော့ဟဲ့ပြည်သူပြည်သားတွေကတ်တင်နေတဲ့အချိန်မှာနန်းရွှဲမှာချင်းချင်းဆွတ်ဆွဲညင်းကုန်နေတာမတော်ဘူးပေါ့ဒါပြင်နက်ဆရာဘေရင်ဆရာဆိုတာကလည်းအခါခါတိတ်ယုံကြည်ရတာမဟုတ်ဘူးဣရိယင်းနဲ့ပတ်သက်လို့သူတို့ဟောတဲ့ဟာတွေကလည်းအလွဲတွေကြီးပဲပေါ့နော်ဆိုတော့ ဘယင်ဟောင်းကိုသူ့ရဲ့မိဖုရားကြီးနဲ့တားတော်ကတတ်မယ်လို့ဟောခဲ့တယ်။အမှန်ကလမ်းသုံးကောင်မှာလူစုလျှောက်ခတ်တက်လို့ငါရဲ့ခင်မုံနဲ့ရဆန်းခဲ့တဲ့ဖုတ်လားလို့မိဖုရားကြီးကပြောတယ်။ဒီစကားကိုအဲကြားတဲ့အခါကျတော့ဥဒိပဘင်းကတော်တော်ကိုချက်ချသွားတယ်။သူကလမ်းသုံးကောင်မှာအဖိုးကြီးတယောက်ကိုမတော်တဆသိစေခဲ့ဘူးတဲ့။ ဟုတ်တိပကမိမိကိုယ်ကိုခေါရင်းမျိုးကပြင်သားတော်လို့ယူဆခဲ့တယ်။သို့တော့အဲ့ဒီမျိုးကပင်ရင်ဆရာကဥတိပကသူ့ရဲ့ဖခင်ကိုတတ်ပြီးမိခင်နဲ့လက်ထက်မဲ့သူလို့ဟောပြောခဲ့လို့ဒီဟောကိန်းကိုရှောင်ဖို့ခေါရင်းမျိုးကနေထွက်ခွာခဲ့ခြင်းဖြစ်တယ်။အဲ့တော့မိအများကြီးဂျိုကက်စတာကဘယင်ကိုအထွေရာလေးပါစဉ်းစားမနေနဲ့ဆိုပြီးပြောပြီးဆွက်ခေါ်တယ်။ဒါပေမဲ့လည်းဥတိပကဒီအမှုပေါ်ရမယ်ဆိုပြီးတက်တည်ဖြစ်တဲ့တိုးထင်းကြီးကိုတွေ့အောင်ရှာစီတယ်။မကြခင်မှာပဲခေါရင်းမျိုးကတန်တော်စင်ကြီးနဲ့တောထဲကတိုးထင်းကြီးရောက်လာတယ်။ ဥဒိဘကကော်ရင်မီရဲ့မွေးစားသားတာဖြစ်တယ်လို့ဆိုရတဲ့ငယ်စဉ်ကတောင်ကြားလမ်းတစ်ခုမှာမိဘမဲ့ဥဒိဘကိုတွေ့ရှိလို့ကိုရော်ရိုင်းပေါ့နော်ကော်ရင်မျိုးကိုယူဆောင်လာပြီးတော့ဘီးရင်ထံကိုအပ်ခဲ့တာတဲ့တိုးထင်းကြီးကလည်းဘငင်ဟောင်းရဲ့မိဖုရားနဲ့တားတော်ငယ်ကိုဒီတောင်ကြားလမ်းမှာတွေ့ဘူးတယ်လို့သက်သေခံတယ်ဒီစကားကိုကြားပြီးတော့မိဖုရားကြီးကထွက်ခွာသွားတယ်ဥဒိဘကလည်းမိဖုရားကြီးကတရင်စိုးကိုမကြားလို့လို့ထွက်သွားတယ်လို့ဒီလိုပဲရိုးရိုးပဲမှတ်လိုက်တာပေါ့နော်ဒါမှလည်းဒီကြားရတဲ့နာထွက်ချက်တွေကိုနားထောင်ပြီးတော့ ကဲငါကိုယ်တိုင်တောင်မှပဲမိပြားကြီးရဲ့တားတော်ဖြစ်နေပါလားပေါ့ကိုယ့်ရဲ့ခမဲတော်ကိုတတ်ပြီးတော့ကိုယ့်ရဲ့မဲတော်ကိုတပန်လက်ချက်ခဲ့ပါလားဆိုရင်ပေါ်လွန်နေတယ်ဒါဟာအလွန်ဆုံးရတဲ့ဘဝဇာတ်ကြောင့်ပဲပေါ့နော်အဲ့ခါမှအတွင်းတော်ကနေမင်းစီသူကထွက်လာတာပေါ့မိပြားကြီးကတော့ကျိုးဆဲချပြီးနှက်ရွာဆန်သွားပြီးဒီဆိုပြီးရှောက်တင်တယ်အဲ့တော့ဥဒိပ္ပကိုယ်တိုင်လိုက်သွားပြီးမိပြားရဲ့လောင်းကိုကျိုးကနေဖြုတ်မိပြားရဲ့ဇဒိုးနဲ့ဘယင်းကမိမိမျက်စိကိုယ်တိုင်ထုတ်ဖောက်လိုက်တယ် တွေ့လိမ့်လိမ့်နဲ့မဲ့မမြင်ပြင်းကိုမြင်တိကြတဲ့သူတွေကလည်းထိတ်လန့်ကြတယ်ဗောနောက်တော့လည်းတနာလို့သူ့ဘာကနေခွာသွားကြတယ်တဲ့။ဘယင်ဥတိုင်ပရဲ့ဝိကျွေးကတော်တော်ကိုစိုးတာပဲဗောနော်။လောကမှာအဆိုးဆုံးသောဇာတ်ထုတ်တစ်ခုဖြစ်ဖြစ်ဥရောပတိုင်းမှာရှေးကိကနေစပြီးတခုထိတန်ဗောနော်။စင်တင်အသုံးတော်ခံလည်းရှိတယ်။ရုရှားဂီတဆရာကြီးစတီဗင်စီစတီဗင်စကီကအော့ဘရာမူကိုသူပြင်တဲ့မှာလူကြိုက်ပုံများတယ်ဗောနော်။ဆရာယူဂျင်း ။ Oni ရဲ့ပြဇက်ကိုတော့ American မှာလူကြောင်းပုံများတဲ့ဒီဇက်ကိုပဲပေါ့နော်။ဆရာမင်းရောက်တာတယောက်တစ်မျိုးစီကပြပေါ့ပေါ်ပါတယ်ပေါ့နော်။ဆရာအပိုင်းစတစ်ကိုရောက်သွားပြီ။ဒီဘိုင်းကတော့ဘဝရှင်နဲ့ဘဝဆုံးရှုံးသူများပေါ့နော်။အဲတော့ဥစားမှာအစပြုမယ်။1198ခုနှစ်မှာဗာကြီးတော်လို့ခေါ်တဲ့စကိုင်းမင်းကမကျမ်းမမဖြစ်တော့မြအူးရင်မှာယာယီဆန်နန်းနဲ့ဆက်လုပ်ပြီးဆန်းနေတယ် အဲ့ဒီအခါမှာလွှတ်တော်မှာမိဖုရားကမန်နုရဲ့သူ့ရဲ့မောင်တော်မင်းသားကြီးမောင်အိုတို့ကလေဩဇာတစားတစားလွှတ်မှုလာတယ်။ဒါကြောင့်အင်းတရားကြီးရဲ့ညီတော်တာယာရီမင်းနဲ့ပฏิပကဖြစ်လာတယ်။နောက်ဆုံးမှာအချင်းတွေကိုမထိန်နိုင်မသိမ့်နိုင်တော့ဘဲနဲ့တာယာရီမင်းကရွှေဘုံကိုထွက်ခွာတော်လန်ပြီးတော့အီယာရီမြင့်နောက်ဘက်ကစကိုင်းမျိုးထိသိမ့်ပိုင်လိုက်တယ်။ဒီပြဿနာကိုနောင်နယ်နဲ့ညီတော်တို့ကဆေးဆက်တဲ့အခါမှာတာယာရီမင်းကပြည်စုပြည်ညောင်းကဲ့သို့ဆလင်းစားမောင်အိုနဲ့ပေါင်းသင်းပါဝင်သူမှုမဲ့တွေချက် ငါတို့ညီတော်နောင်တော်မှုကင်းကြီးစွာဖြစ်ရတယ်တတဝအပေါင်းတည်ကြည်ပြည့်စည်ခြင်းရောက်ရတယ်ဒင်းတို့ကိုပေးအပ်မှာပဲမှုကင်းခတ်သိမ်းပြင်းငင်းပြီးစင်းပြီးတော့မှပြည်ရွာငယ်ဝင့်မယ်လို့ဆိုလိုက်တယ်အဲ့တော့ဥစားကလွတ်တော်ဝင်ကြီးဖြစ်တော့အရင်ကကြားတဲ့တရားခဏနေတဲ့မှာပါဝင်တယ်လွတ်တော်စီရေးစီမံသမားအမိန်ထုတ်ပြန်သမားကလည်းသူနဲ့မကင်းဘူးအမိန်တစ်ခုမှဆိုရင်သဘောမင်းသားကိုထုံးစံတိုင်းငယ်လို့ဝဟာရတက်ပြီးတော့တာယာရီဇန် တာယာဝရီစာငယ်ငက်ခင်းဆိုပြီးတော့နာမည်ကိုထုတ်ဖော်ပြီးတော့ရင့်သီးစွာတောင်ထုတ်ဖော်ထုတ်ပြန်ခဲ့မှုရဲ့ဒီကိစ္စအတွက်ဝင်းကြီးများကတာဝန်ရှိစေကမှုဥစားကိုပို့ပြီးတော့အမျက်တော်ရှိတယ်။အဲ့တော့ဝင်းကြီးငက်ဆာကနောင်တော်ဘုရားရဲ့ငယ်ချင်းငယ်ကျွန်ဖြစ်သည်နဲ့အညီစားကြီးမြို့ရွာရာလူကြီးပြေးပြီးမြန်စားခဲ့တော်လဲနောင်တော်ကျန်းကန်တာတော့မမှုလင်းဆလင်းစားနဲ့တရော့တစ်ချက်ပေါင်းပြီးတော့တိုင်းပြည်မငြိမ်မဝဲ ဖြစ်အောင်စီရင်တဲ့ဒင်းကိုလည်းအသက်စီးစိမ်နဲ့တကွပြည့်စည်အောင်စီရင်တဲ့သူဖြစ်တယ်သို့တော်ငါသည်ဖျားစုကိုပန်သူဖြစ်တော်ကြောင်းကြီးစွာသောတိခံခြင်းကိုပြုမယ်ဒင်းတော်ဆန်တဲ့ဥကိုထောင်သွင်းအချင်းချတာလို့လို့မိန့်တော်ရှိတယ်။ဥစကစကားမင်းရဲ့ခြေချုံဖြစ်နေတာမကဒီချင်းဖြစ်ပါတယ်မင်းနှပါတို့ရဲ့ခမဲတော်အင်းရှိကိုတော်ကြီးရွှေတော်မင်းလက်ထက်ကနေစပြီးငယ်ချုံဖြစ်ခဲ့တာဖြစ်တယ်။ဘိုးရှင်ပေါင်းဆက်ဆိုတယ်လို့ပေါ့နော်ရာနှောင်းပြင်းပြစ်စာမြင်မြန်ခဲ့ ညီတော်နောင်တော်ချင်းပွားရမှာလဲဥစာဘူးကနာမကျန်းဖြစ်နေတဲ့တရားဝင်ပြီးရင်နောင်တော်စကိုင်းမင်းကိုပြစ်ထားပြီးပုံငန်သူညီတော်တာယာရီမင်းနောက်ကိုလိုက်ဖို့ကလည်းမလွယ်သူ့အနေနဲ့ဆွေတော်မျိုးတော်တွေကိုလည်းချစ်ခင်တယ်မျိုးရစနစ်ကိုလည်းလိုလားတယ်အဲ့တော့မင်းသားကြီးမအိုထက်တာယာရီမင်းကောင်းစားတာကိုလည်းမြင်လို့တယ်ဒီကိစ္စမှာကိုဘက်ဒီပဲရှင်းရှင်းရွေးချယ်ရင်ပဲမဟုတ်ဘူးနောင်တော်လူမမကိုပြစ်ပယ်တင်ပါတယ်လို့ဒါကြောင့်သူ့တာဝန်သူ့ဝိတရားကိုသူနားလည်တယ်လို့အနဲ့ပြန်ပြီးတော့လူကြိုက်နေတဲ့ဘက်မှာနေရခဲ့ခြင်းဖြစ်ပုံရတယ် ။ဦးစားကမြန်မာစစ်ဗိုလ်ချုပ်အတင်နာပတိကြီးအနေနဲ့ဒီရေးမှာလဲဆန်ယူလောက်တဲ့တက်တီကိုပြခဲ့တယ်။တာယာရီမင်းကမင်းသားကြီးမောင်အောင်နဲ့အပေါင်းပါဆက်နှစ်ဦးသူထံကိုဒူးထောင်ညံ့ကန်ဈေးရမယ်ဆိုတဲ့ရာဇတန်နဲ့ပတ်သက်လို့တောင်းတော်စကမ်းမင်းကဦးစားတို့ကိုရှေ့တော်ခေါ်ပြီးတော့အချင်းကြီးကိုဝေဖန်တုံးတက်ကြစီတယ်။အဲ့ခါကျတော့ဦးစားက တိုင်းပြည်အမြန်အေးချမ်းသာရာရေကိုမိမိအသက်ထက်ဦးစားပေးတဲ့အနေနဲ့ထားရင်လည်းနေမယ်မထားရင်လည်းတည်မယ်လို့တင်ပြလိုက်တယ်။အဲ့တော့တရားရီမင်းတောင်းဆိုတဲ့အတိုင်းပဲစကိုင်းကိုကူးပြီးတော့ကိုကိုကိုအနှံဖို့ရဲရဲဝင်းဝင်းဆုံးဖြတ်လိုက်တယ်။1198ခုကစုံလာဇန်လ9ရက်နေ့မှာအဲ့ဒီဆုံးဖြတ်ချက်အတိုင်းပဲအပေါင်းပါဆန်တဲ့ဦးကတရားရီမင်းရဲ့ရှေ့တော်ကိုသွားပြီးတော့အညံ့ခံရတယ်။ဒီလိုနဲ့ဦးစားကစစ်တရေခံဖြစ်နေတဲ့တက်လို့သူလက်တွင်းကိုသူ့အလိုလျောက်ရဲရင်စွာတက်ဆင်းခဲ့တယ်။ ဒီလိုဆုံးခံရမှာဥစားကပညာရှိသုခမေတ္တူဖြစ်ပြီးအလျောက်ဟန်တာရီတမိုင်းကအမတ်တေရဲ့နမူနာကိုလည်းတရိယာမှာမလွဲဘူးအတိတ်ဖြစ်ဟန်နောက်တပံအမတ်ကြုံတက်စွာဆိုတဲ့စကားပုံတိုင်းအမတ်တေရဲ့အဖြစ်မျိုးဥစားကြုံတွေ့ရခြင်းပဲဖြစ်တယ်။ရာဇာတရိကတကုံမှာတက်တည်ပြီးတော့ဟန်တာရီကိုတင်ပိုက်ဖို့တာဆူနေခဲ့တယ်။တကုံမှာနေတဲ့အချိန်မှာတခြားသောနေပြီးတော့မူမတ်တွေကြီးကနေအကူအညီမျိုးမျိုးရပါမယ်လေအမတ်တေရင်တယောက်ကတော့ကုပေါ်လောင်မမရပဲနဲ့ အထုထိရောက်ခါမှာမျက်နှာကျူသွေးရကောင်းလားတက်စီဆိုမိတ်တော်မူလိုက်တယ်။အဲ့ဒီခါမှာမတ်တီချောက်တင်တာကတော့ကျွန်တော်မျိုးဒီအရှင်ခမဲတော်ရဲ့ကျွန်တော်ရင်းဖြစ်လို့တင်းရင်းမျိုးစားဖြစ်နေသူကန်းပြုခံရတယ်။ ठी ပြူဆောင်တဲ့မင်းကိုပဲခစားပါတယ်။ ठी ပြူမဆောင်သေးတဲ့မင်းကိုမခစားရဘူး။ကျွန်တော်ကိုတန်ရင်တရက်မှဖြစ်တော့လဲတိုင်းပြည်နဲ့နာပါလိမ့်မယ်။ကျွန်တော်ကိုတက်ရင်နောင်လောင်ဦးမတ်တို့ကငါတို့အနေဖြင့်အမတ်တိန်တော်မဖြစ်စေရင် ုံကံသူများနဲ့အခြေအနေအရအထိုက်အလျောက်ဆက်ဆံထားမှာဖြစ်မယ်ဆိုတဲ့အတွေးခေါ်မျိုးဝင်လာပါလိမ့်မယ်။အမတ်တိန်ကတောင်းကျန်းသူကိုအားပေးအမြောက်ဆက်သွယ်မလုပ်ခဲ့လို့အသက်ခံရသည်မဟုတ်လို့ထို့သောအတွေးခေါ်မျိုးဝင်လာရင်တိုင်းပြည်ကိုအုပ်ချုပ်ရရတော်မည်မဟုတ်ပါ။ထိုသို့သောရှောက်တင်ချက်ကြောင့်ရာဇတော်တွေကအမတ်တိန်ကိုမတတ်တော်ပဲနဲ့မူလရာထူးမှာတည်မြဲစေခဲ့တယ်။ဥစာဖို့ကတော့တာယာရီမင်းထီလူဆောင်ပြီးသည့်နောက်မှာတစ္ဆာခံရန်ဝင်မလေးဘူး။ဒါကြောင့်အချင်းထောင်တွင်မှာပဲအမျက်ဖြေလင်္ကာများရေးဆက်နေခဲ့တယ်။သို့တော့ တရားရီမင်းရဲ့အမျက်တော်ကတော့ဖမ်းမိတဲ့ဘွယ်ပဲရှိနေပါသေးတယ်။ဒီအချိန်တွေမှာဇန်တကမင်းသားကိုကယ်တင်မှုမိဂလာနဲ့သမီးပေါ်ပေါက်လာတယ်လို့ပဲတပန်နိုင်သမီးတော်စုပြာကြီးကအကျဉ်းသားဥစားအလောက်ကျန်းတန်းနဲ့လမ်းပြင်နေရာကိုတတ်တတ်မြတ်မြတ်ရောက်လာတယ်။စိုက်မြိုက်စွာရောက်လာတယ်။တထောင် ၂ရက်တခုနှစ်တရင်ကျော်လာစွာ73ရက်မှာတဲအင်းဆရာတော်ကြီးပြန်လွန်တော်မူရာကိုအရှင်မိပြေကောင်းကြီးကြွရပူဇော်ရန်အစီအစဉ်ရှိတယ်ထွက်တော်မူမဲ့လမ်းတစ်လျှောက်ကိုလည်းအချင်းထောင်ကထောင်သားတွေကထွက်လို့လမ်းချောအောင်ပြုပြင်မွမ်းမံကြရတယ်ဒါရရင်မိရဲ့မိပြေကောင်းကြီးနဲ့တမိတော်စုပြားကြီးတို့ထွက်လာတော်မူတော့ဥစာတို့လမ်းဖို့တဲ့နေရာကိုရောက်လာတယ်လမ်းမေးမှာပေါက်ပြားတလက်နဲ့တဖားဖားလမ်းပုံနေတဲ့ဥစာကိုမြင်တော့ စုဖျားကြီးကဘော့တော်ကိုရက်တန့်စီလို့ကိုဖန်နာကလမ်းပေါ်နေတာဆဆာမဟုတ်လားခေါ်ခဲစမ်းခေါ်ခဲစမ်းလို့မိန်တော်မူတယ်။အဘတော်တို့ကလည်းဥစာကိုသွားရောက်ခုံငင်ရတယ်။စုဖျားကြီးရှိတော်ရောက်တော့ဥစာကမြေပြင်ပေါ်မှာ ပြပြဝဲရှိခိုးနေတယ်။မင်းသမီးကအချင်းထောင်မှာမိတို့မိပုံနေကြရပုံများလို့အမေတော်ရှိတဲ့အခါကျဥစာကမှန်လာပါကျွန်တော်မျိုးကြီးမှာငငယ်ကအမေစင်မြန့်ပေတဲ့ခြေချင်းစာအခုတော့ဘောရှင်မင်းတရားကြီးစင်မြန့်စီတဲ့တန်ခြေချင်းကိုဝစ်စင်လို့နေရပါတယ်။ ထောင်မှာလဲရာဇဝတ်တော်ဘန်းကိုပန်းစင်တော်မူရသည်မှာနှစ်နှစ်ကျော်ပြီနေညင်နိုင်မလက်ထိတ်လန့်တကြနဲ့အကွက်သားတို့လက်မှာအသက်ဆံပြနေရပါတယ်အသက်အရွယ်အိုမင်းလာပြီဖြစ်လို့ထောင်တွင်ကျင်းခင်ရသည်မှာလဲပင်မဆင်းရလာပါပြီဖရာလို့ရှောက်တယ်စူပြားကြီးကလည်းစဆာအတွက်ထိုက်လိုက်လဲလဲဝန်းနေတယ်ထိရောက်တဲ့အကူကြီးတွေပေးဖို့အကြံထုတ်တဲ့အခါမှာရာဘာဇံကိုတောင်အတန်ကုန်မိတယ်ဆိုတယ်စဆာရဲ့ဒီလိုလောက်ကြဆိုရဲ့ အကြောင်းတိုင်းပွဲတော်ကိုခမဲတော်ထွက်တော်မူလိမ့်မယ်။အဲ့ဒီပွဲမှာရုပ်ဆောင်စရာငှရွှေတာအတုံးတော်ခံလိမ့်မယ်။အဲ့ဒီရောဆဆာကဘုံတော်ပွဲတပုတ်ရည်ပြီးသူ့ကိုပေးအပ်လိုက်ပါ။အခွင့်တားရင်ခမဲတော်ကိုဆဆာအတွက်စုစုကကူညီလျှောက်ထားပါမယ်လို့ကတိပေးမှာကြားခဲ့တယ်။အထောင်နေရာတခုနဲ့တရားမုံလာပြီးတော့၃ရက်နေအနောက်စမုတ်တော်ရုပ်သေးပွဲမှာဒါယာရီမင်းနဲ့မိဖုရားသားတော်သမီးတော်တို့စုံကြီးစွာထွက်တော်မူပြီးရှုစားကြတယ်။ရုပ်သေးနှစ်ပါးသွားပြီးချိန်မှာမင်းမင်းတကိုင်ဥရွှေသားက ဥစာရေးပေးလိုက်တဲ့ကုန်းမောင်နေမင်းတချင်းကိုဆွတ်ပြန်ကြည်လင်းစွာတီဆိုတော့တယ်ကုန်းမောင်နေမင်းဘုံရောင်ဖြာဝင်းတောင်းဒီပါထိန်ထိန်လင်းတိန်ကာလျံလျံအိနာစံခန်းဝိယံလီတူနှုံနံမြားထုဝီတီချမ်းသာစီဖန်တော်ဆောင်းဒီကုန်းမောင်ဖျာတောင်းထိုက်ကင်ညာတပီလုံးဘုံနေကြီးဆောင်းရောင်ပွင့်နေလေးရာရင်းဖျာဥကွင်းမှန်းဤလို့စီ ဒီလုံးသုံးလောင်းညောင်ရင်တချင်းချရင်ထူးခြားလာတော့ကြောင်းတရားရီမင်းကမြည်သူရေးသနီးဟူမေတော်မူရာအနည်းတွင်အခွင့်အင့်ဆောင်နေတော်မူသောတပိတော်စုဖျားကြီးကဝင်းကြီးဟောင်းကဆရေးသောဘုံတော်ဝဲပါဗျာကုလေထောင်မှာနှစ်နှစ်ကျော်ပြည့်ဒုက္ခရောက်လာပါပြီပညာရှိဖြစ်၍နှမျောကိုကောင်းပါသည်တစ္ဆာတော်မြဲ၍ချမ်းသာအေးတော်မူသည်မှာကြောင့်ဖျားလို့ရွှင်တော်အသွင်းပါတယ်တရားရီမင်းကလည်းပညာရှိကိုမြန်တော်ဒီကတကြောင် ရှင်းလာစွာသောတပည့်တော်ကရှောက်ထားတောင်းမန်ဒီကတကြောင်ကြောင်လွတ်ပါစေလို့အမိန့်တော်ရှိတယ်တဲ့ညရင်းခြင်းမဲ့ဥစာကအကျဉ်းမှန်လွတ်ပါတယ်ဥစာရဲ့အပေါင်းပါအခြားဆက်တူကတော့ထောင်တွင်းမှာဂျန်ရင်လို့ခြောက်လာကြမှာအားလုံးကွက်ပြက်ခံကြရလိမ့်တယ်ဆက်ကြမင်းရဲ့အိမ်နော်အင်္ဂလိပ်တန်မွန်ကရော့ဖူရဲ့မှတ်တမ်းကနေပြီးတင်ပြတာပဲဖြစ်ပါတယ်အောက်တိုဘာ23ရက် မစ္စတာလင်စီကိုကကြီးမှုပြီးကျွန်တော်တို့ဖွဲ့ကိုယနေ့အင်းရှိမင်းရှိတော်သူပို့ဆောင်ပါတယ်ဒီလိုအင်္ဂလိပ်စာတဲ့ပုံကိုသူကိုတာဝန်ပေးအပ်ခေါ်ဆောင်စေခြင်းကကျွန်တော်တို့တက်ပို့ပြီးအဆင်ပြေတယ်မြန်မာတန်တော်စီများထက်ဆက်ဆံရေးပြည့်ပြည့်တယ်အင်းရှင်မင်းသားရဲ့အိမ်တော်ကနမ်းမြူရိုးအတွင်နန်းတော်ဝင်းရဲ့နောက်တောင်ဘက်မှာတည်ရှိတဲ့ရိုးရိုးပြင်ထောင်အိမ်ဖြစ်တယ်။အင်းရှိတော်ရှိယုံလို့ခေါ်တဲ့အဆောင်မှာဥစွာဝင်ရောက်ပြီး15မိနစ်ခန့်စောင့်နေပြီးမှရှိတော်ကိုဝင်ရောက်နိုင်ကြောင်းအမိန့်စာရတယ်။ အိမ်တော်လေကတဝက်ခွေးကြက်မှာကျွန်တော်တို့ဖိနှက်ချွတ်ပါတယ်။အတွင်ကမ်းမှာခန္ဓာစွာဝင့်စင်ထားတဲ့ movement တိတကြွယ်များရောက်နေနေပြီဖြစ်တဲ့ကော်စုံများကြမ်းပြေခင်းထားတဲ့ကျွန်တော်တို့ကိုတလွန်တော်နဲ့နီးရာရှိဆုံးမှာထိုင်စေတယ်။မကြမီတလွန်တော်ရဲ့နောက်ပေါက်ခောက်တကားကြီးပွင့်သွားတယ်အတွင်ကမ်းမှာအခြားသောတလွန်တစ်ခုပေါ်မှာတော့အင်းရှိမင်းသားလေးကတက်မလင်ခွေထိုင်နေတယ်ထိုတလွန်ရဲ့နောက်မှန်ချက်ကြီးနှစ်ခုထောင်ထားတယ် ဒီချုပ်ကင်းကတော့တမျိုးတမီတောက်ပြောင်ခံရတယ်။ခါစားနေသူတွေအထင်ကြီးစေဖို့ဒီလိုစီစဉ်ခြင်းကတော့အတော်တန်အောင်မြင်တယ်လို့ဆိုရပါမယ်။ခဏကြာတဲ့အခါမှာအင်ရှင်မင်းသားကအဲ့ဒီတလွန်ကနေထလာလို့ခမကြီးအတွင်းမှာရှိတဲ့တလွန်စီကိုခက်သက်သက်ရှောက်လာတယ်။သူဟာရွှေဖော်လုံးကောင်းမောင်းနဲ့ရွှေကြည်တို့အင်ကြီးကိုဆင်းမြန်းထားတယ်။လက်သုံးတော်ကြောက်စီသားလည်းပါတယ်။ပလဲပရီနဲ့ပန်များပရီ သူ့ရဲ့စိန်လက်စွပ်တွေကလည်းအယောင်တစ်ဖိတ်ဖိတ်တန်းရှိနေတယ်။မင်းသားကအသက်၁၄နှစ်လောက်ပဲရှိသေးတယ်။ငယ်ရွယ်သူဖြစ်လို့ဒီလိုညီလာခံပွဲမျိုးမှာချက်နာရဟန်မတူသေးဘူး။သူ့ကိုကြည့်ရတာကလည်းရင်ခုန်နေပုံရတယ်။သို့တော့သူ့ရဲ့တာဝန်ကိုတိတ်ခါမပြတ်ရွက်ဆောင်နိုင်တယ်။မျက်နှာတော့ချိုပြီးသဘောကောင်းပုံရတယ်။မင်းသားရဲ့နောက်တော်ပါမှာခစားကြတဲ့အမျိုးသမီးတွေကတော်ပင်များပြီးကြီးသူငယ်သူရွက်ဆောင်ပါတယ်။တချို့ကလည်းရှေ့တော်မှာခစားနေကြတော့မူးမှန်ရရှိလို့ရဲ့ကြော်မရများဖြစ်ဟန်တူတယ်။ ်သူတို့ကိုယ်တိုင်လည်းမရဘူးမကြုံဘူးလို့လိုက်ပါလာကြတာဖြစ်ဟန်တူတယ်အမျိုးသမီးရန်ရွယ်တော်တို့မှာရွယ်ကြည့်ပြီးခန့်ရတဲ့ဒေါ်ကြည်တူကမင်းသားရဲ့ထိန်းတော်ဖြစ်တယ်လို့ဆိုတယ်။ဒေါ်ဒေါ်ကြည်ကမင်းသားကလေးအတွက်စိုးရင်ပကင်းပြင်ဟန်တဲ့တစိမ့်စိမ့်မျှော်ကြည့်နေတယ်။သူ့မင်းသားကလေးဤပွဲမှာအမာရွင်ကင်းမဲ့စွာနဲ့ဆက်ခန်းသွားနိုင်ဖို့အတွက်စိတ်ဆောနေရရှိတယ်။တလုံးတော်တက်မှာထိုင်တော်မူပြီးတော့ညောင်ရမ်းမင်းလို့၎င်းဆက်ကြမင်းလို့၎င်းခေါ်တဲ့အင်ရှင်မင်းသားကလေးကကျွန်တော်တို့ကိုမိကုန်းနှစ်ခုမေးမြန်းတော်မူတယ်။ ရန်ကုန်မြို့ကနေနေပြီးတော့သူစံတက်ကြရမှာမိမြကြခဲ့တည်းတန်တမန်ကြီးများကြန့်ခန့်တာပြီးမာကြပါ ਈ လို့တဲ့မင်းသားလေးရဲ့တန်ကကလေးတန်ပဲမကုံသေးပေအသက်၁၄နှစ်ရှိစေကမူလူပြိုမဖြစ်သေးဟူ၍သာမှတ်ယူရပေသည်ထို့နောက် တန်တော်ကန်တူးကကျွန်တော်တို့ယူဆောင်လာသောပန်နာတော်စီရင်ကိုဖတ်ရှုတင်လျှောက်လေသည်အခြားသောတိုင်းသောဧည့်သည်တော်တချို့ကလည်းလက်ဆောင်ဆက်သကြ၏ထို့နောက်မြမထုံးစံတိုင်းစေကွန်လက်ဖက်ပွဲများတည်လာကြသည်မုတ်ပွဲရမကပွဲများလည်းရောက်လာသည်အိရှိမင်းရဲ့တွင်ဝင်ကကျွန်တော်တို့အနေဖြင့်မြည်သည့်ကိစ္စမဆိုအိရှိမင်းသားကလေးထံလျှောက်တင်ခွင့်ရှိကြောင်းပြောကြားလေသည်မင်းသား၏အရွယ်တော်အကြောင်းကိုလည်းလေးကောင်းသည်ဆိုရင်ကျွန်တော်ကလျှောက်တင်မှ၏ထို့နောက် ်ရင်းနာကလေးအမြောက်ပင်ကသူ့ဤပုံချက်တည်ရင်းအစင်တစားများတောက်ပါချောင်းကိုတတော်ဥတင်နေလဲနှစ်သက်တက်သည်ဆိုရထိုတိုင်းပြုမှုရပါသည်ညီလာခံမြုပ်သိမ့်မီမင်းနာကလေးကကျွန်တော်များအားလက်ဆောင်ပေးကမ်းစီရရင်ကျွန်တော်တို့ brand များလက်စွပ်တစ်မြန်မာမင်းကုန်းဤတစုံယွန်းတစ်တာကျေပို့ပေါ်ပါတရရှိပါသည်အခြားသောတန်ဖွဲ့ဝင်များအတွက်ယွန်းတစ်တာနှင့်ပို့ပေါ်ပါများဖြစ်ပါသည်ကျွန်တော်တို့အပြန်တွင်အိရှိတော်၌အငိမ့်ပွဲနှင့်ရုပ်တည်ပွဲများကခုံလည်းရှိကြ၏ဆိုင်တန်ကဆူညာလာပေသည် ိုနေညီလာခံမှာမင်းသားလေးနဲ့တကွကျွန်တော်တို့ဟိုအားလုံးခြေနဲ့ဝမ်းသာရှိကြပါသည်မြန်မာယာရှိတို့လိုက်ပါခြင်းမရှိတော့လဲကျွန်တော်တို့အနေဖြင့်စီကန်းတကြအကောင်းစွာဝင်ထွက်သွားလာတတ်ပုံကိုချီးမွမ်းကြပါသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတက်ပါဒါကတော့တခြားနိုင်ငံကသူတွေကအမှတ်တမ်းပြတဲ့ခါကြလဲသူတို့စိတ်ထဲမှာတော့ နဲ့တက်တဲ့သဘာဝရှိနေတာမြင်တာရယ်နော်ကိုယ့်ဘက်ကလူတွေမှတ်တမ်းပြုပြန်တော့ကစားလဲကုန်တင်လို့တဲ့သဘာဝရှိတာကိုလည်းမြင်တာပြန်ရောအဲ့တော့အာဆရာကြီးဒေါက်တာတန်ထွန်းပြောသလိုပါပဲနော်တမိုင်းဆိုတာကမအအောင်ရေးချတဲ့အခါမှာအဖုံးကြီးအကာကြီးအစီကြီးအနှစ်တွေတီးတန့်ထက်လိုက်တဲ့အခါကျတော့တကယ်တမိုင်းအစစ်ကရှာရခက်သွားတာမျိုးလည်းဖြစ်နိုင်တာပေါ့နော်ဒါကြောင့်တမိုင်းအစစ်ကိုပြုစုတိုင်းမှုအတွက် ့မြန်မာတွေကပို့အများကြီးအလေးချင်းလုပ်ရမယ်လို့ထင်ပါတယ်။ဤကစကားချက်ပါကိုတနာမေကိုတနာမေဖန်တယ်မေဥမတင်ဆောင်ပါကိုတန်းထိုင်မာချိုင်တော့ပြည့်ဆိုတော့အင်းမူပါနှုတ်ဆက်မာရွှေစင်ကြည်ဘူးပါပူးစုခီဆောင်မမေဝါနှုတ်ဆက်တော်တော်မူကိုဗလကိုချစ်တို့မိုင်ဥဝင်းအာအတိဆောင်မာဂျိမ်း အာအရှင်စောတိကဥတည်ပါရပြဘာယူစန္ဒဘာချင်းဆိုမောပိယန္တာဝါနှုတ်ဆက်မပြတန်တာနှုတ်ဆက်မရွှေတင်ကြည့်ဘူးမမသာသာမညာမွေမာနုဝေစင်မစနေလေမတောင်းမလေမညိုပြာအာဘာအဲမအချိုင်မမေယန္တာမယေနန္တာမຫນွေရင်အဝေး WS မင်းအဘလင်လင်းဘတ်နွေနွေဘတ်နီနီဘတ်နီနီအာမကိုတီကူ ูได้กากูพ่อกูพ่ายกูแม่กูบลากูชิลไม่เอ่อกกาดูแน่เอ่อมามีป้าเพงส์มาแต่เอชทีเอ่ออ่ามาใจมาทีที่แม่แม่เวทีเอ็มที่ที่อูเอ่าอุตนาเวกุตนาเวอาเคดรีมามาเอเคมาเอลิกส အာမာလီယိုရီမာဂျပန်နာမည်မာယူဇာနာမာယူယူချာချာဒက်ဒလီယိုဒန်ဒန်မာနန်းရွယ်ဦးမာမာဇော်လင်းထက်အာတီဘေဘေဝေးဒီဒီဒီတီဦးဒီအက်ဦးကိုဘဇော်အာအဲအဲလေးနဲ့ကိုရွှေတာအဲအေးမမရဲ့မမတင်ကြမှာမမရိုစာကျွန်တော်မာမာရိုးစ်ရိုးစ်မာရိုးစ်ရိုးစ်ဥစ်ပါတတ်တယ်မာရိုးစ်ကတတ်တယ်မာရိုးစာကျွန်တော်တတ်တယ် bây giờ nào bà bà nên gì bà nên gì à bây giờ khai sinh ra đó bà bà suy bà bà suy được bà bà suy bà bà sẽ bà sẽ bà ý kiến sẽ bà sẽ bà um um bây giờ khai sinh ra đó um cô yên mà người cô yên mà cô cô yên mà bây giờ cô tan thay cô tay gà cô tay gà Oh, the way I write, the way I write, no, that's what we nhẹ yet, the way I write. I'll be with it, so I ရရကုန်စမဲ့ဘူးဝင်းဘူးဝင်းကုန်လာအအဝင်းအဝင်းလည်းနှုတ်ဆက်ပါမယ်ဒီမယူရာမတန်တလီရောဟောမမင်းမင်းမမင်းမင်းအာမဟီရိုမမမဟီရိုမမကိုရေချိုကိုရောင်နေအဲကိုရေချိုကိုရောင်နေနည်းနည်းမှတ်ပြရပါဘီမိမိကပါဘီ ချစ်လို့ပါချစ်လို့ပါပြီးတော့ချစ်ပါတော့ဆိုတာအာချီလေးရတော့နာမည်ပြောင်းထားလေอืมဘယ်လိုမှမမြင်မှတင်စားပါငါကိတရီဥတ္တနာမေဥတ္တနာမေတော့ပူချတယ်နော်အဲကိုဇောကိုဇောကိုပါဇောချစ်တော်ဘူးဆနာချစ်လို့ပါကိုချစ်တော်ဘူးအေးတာပဲချစ်လို့ပါချစ်တော်ဘူးချစ်လို့ပါတော်တင်ပါအော် 아, 띠미, 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 바, 띠미. 야마와와. 음. 에이, 아도 들어라. 가이사다, 메이커니. 따단.